လူတိုင်းလူတိုင်းကမောက်ဆိုတဲ့တည်ခြင်းပြနိုင်ရင်ဆံရလိမ့်မယ်။မောက်ကနေပြီးတော့ဘုရုမလုတ်ကင်းမယ်ဆိုတာမရှိမောက်ကနေပြီးတော့ဘုရုမလုတ်ကင်းမှာမဟုတ်ငါဘုရားတမန်တော်တွေလည်းအလ္လာမိတ်ခံခဲ့တဲ့စာဘာတွေလည်းအလ္လာမိတ်ခံခဲ့တဲ့တာဘင်းတွေတပတ်တာဘင်းတွေလည်းအလ္လာမိတ်ခံခဲ့တဲ့ကျွန်တော်တို့အဖို့ဘွားတွေအလ္လာမိတ်ခံသွားပြီး ျွန်တော်တို့မိဘတွေလည်းအလတ်မခံတော့ဘူးဒီနေ့ကျွန်တော်တို့လည်းအလတ်မခံရမောကန်နေပြီးတော့ကတော့ဘုရုမပြေလို့လုံးမမဟုတ်တခေါမူဆာနေစလာသူစလာမြတ်ထာမအစ္စရာအီရောက်လာလူရဲ့ပုံမှန်တရားနဲ့နဗီရီဒီကိုအစ္စရာအီလိုင်းခွင့်တောင်းဟအသက်နှုတ်ဖို့သူခွင့်တောင်းဟဒါပေမဲ့သူကလူရဲ့ပုံမှန်တရားနဲ့လာပြီးတော့အသက်လာနှုတ်တော့ အဲ့ဒီမှာမူဆာလင်းစလာတူဆလမ်ကနားထောင်နေလားနားထောင်အစမတ်ထိုင်တူမူဆာလင်းစလာတူဆလမ်ရဲ့ဒီမှာအစ္စရာအင်ကရောက်လာလူရဲ့ပုံမှန်တရားနဲ့ရောက်လာအဲ့တော့အသက်လာပြီးတော့နှုတ်တော်မူဆာလင်းစလာတူဆလမ်ကသူ့ကိုပိုင်းရိုက်လိုက်တာမျက်လုံးချွတ်သွားတယ်သူကသူ့မျက်လုံးကိုလက်ခုပ်ထဲမှာထည့်ပြီးတော့အလ္လာဟ်ကိုရောက်ရတယ်ရာအလ္လာဟ် ကျွန်တော်မူဆာအသက်နှုတ်ဖို့သွားတော့သူကျွန်တော်ဒီလိုပိုင်းရိုက်လိုက်တယ်ကျွန်တော်မျက်လုံးချွတ်သွားတယ်အလားဘာပြောလဲဆိုတော့မူဆာကိုပြောနားတော့အလားဘာပြောလဲမူဆာလေးဆလာတူအစလမ်ကိုပြောစိတ်ဒီတူရဲ့ကြောပေါ်မှာလက်ကိုပုတ်တတ်ပြီလက်သူလက်အောက်မှာအမင်းမြင်ဘယ်လောက်ရှိလဲအဲ့ဒီလောက်ငါအလားအသက်ပေးမယ်လို့ပြောစိတ်ဒီတူရဲ့ ကျောလက်နဲ့ပုတ်လိုက်ရင်တဘောကလက်အောက်မှာအမွှေးမြင်တထောင်ရှိမယ်နဲ့ထောင်ရှိမယ်အဲ့ဒီလောက်ငါအလအသက်ပေးမယ်လို့ပြောသွားပြီးတော့ပြောတော့မူဆာလေးဆရာဆရာကဘာပြန်ပြောလဲဆိုရင်အဲ့ဒီနောက်ကဘာဖြစ်မလဲတဘောကအသက်တထောင်ရမယ်နဲ့ထောင်ရမယ်ထားအဲ့ဒီနောက်ကအဲ့ဒီနောက်ကတော့တေးရတေးရမောကန်နေပြီးတော့ကတော့ဘုရုမလုကေမှာမဟုတ်ဘူး တေရာတော့တေးရမယ်အသက်တစ်ထောင်မီးရနှစ်ထောင်မီးရအဲ့တော့မူဆာလေးစလမ်ကဘာပြောလဲဆိုရင်ကောင်းကြီးတဲ့ဒါဆိုရင်တော့တဲ့ကျွန်တော်အခုပဲမောက်ကိုရယူလိုက်တော့မယ်ဆိုပြီးတော့မူဆာလေးစလာတော်စလမ်ရဲ့အသက်ကိုအစ္စရာအိကနှုတ်လိုက်ဆိုလိုချင်တာကလူတောက်ကဒုမီးယားမှာဘလောက်ပဲနေရနေရဝါအခီရူဟာမောက်သူ့ရဲ့နောက်ဆုံးကပါလေတေးခြင်းပဲတေဖို့တေးရလိမ့်မယ် အလာဒုနီယာလောကမှာလူကြောက်ကိုအတန်းတကွာထားမယ်ဆိုရင်ဘုရုကိုထားမလဲမိမိရဲ့အချစ်ဆုံးတမန်တော်မုဟမ္မဒူရာဆူလ္လာဆလလောဆမ်ကိုထားမယ်တမန်တော်များကြည့်ကိုတော်မှာအလာကဘာပဲရှိလဲအင်နကမယစ်အင်နကမယစ်ဝအင်နဟူမယစ်တူတနေ့အတင်နဲ့ဘုံငါရဲ့အချစ်တော်တနေ့အတင်နဲ့မောဆိုတဲ့ဒေသင်းပြနိုင်ရင်ဆိုင်ရမယ်အဲ့တော့မောကန့်နေပြီးတော့ဟာတော့ဘုရုမလူကင်းမှာမဟုတ်ဘူးအခုဘာပါအလာမိခံသွားတယ် ။ဟုတ်ပြီ။ဝါပန်းတော့မှကျွန်တော်တို့လည်းသွားမှာပဲ။ဒါမဲ့အလိုက်ရဲ့ကျေးဇူးတစ်ခုကပါလဲဆိုရင်လူတောက်ကကွဲလွန်သွားပြီဆိုရင်အခုသူကဘာရမဘာအမလ်မလုပ်လို့မရတော့ဘူး။နမတ်လည်းဖတ်လို့မရတော့ဘူး၊ဇီကလုပ်လို့မရတော့ဘူး၊တီလာဝဲလုပ်လို့မရတော့ဘူး။ဒါပေမဲ့အလာရဲ့ကျေးဇူးတစ်ခုကပါလဲဆိုရင်အလာကအစ္စရေလစွာပြည့်လမ်းကြောင်းကိုဖွင့်ထားပေးတယ်။ဘယ်သားသမီးကဘာလဲဖတ်ဖို့လိုက်မလဲအဲ့ဒါကဘာရမတူကြနေလိမ့်မယ်။ဒါအလာရဲ့ဘယ်လောက်ကြီးကျယ်တဲ့ကျေးဇူး ကဘာရမရှိတဲ့လူကလေတဲ့ယင်နစ်နေတဲ့သူလိုပဲယင်နစ်နေတဲ့သူကသူ့ကိုဘုရုလက်ခံမိမလဲဆိုတော့သူမျောနေတယ်အဲ့ဒီတိုင်းမှာကဘာရမရှိနေတဲ့သူကလေတဲ့သူ့ရဲ့ဘယ်သားလေးကဘာလေးဖတ်ပြီးတော့ပို့လိုက်မလဲဘယ်သမီးလေးကဘာလေးဖတ်ပြီးတော့ပို့လိုက်မလဲအဲ့ဒါကိုကဘာရမသူမျောနေတယ်ဖဒါလီဆဒကာတမအဲ့ဒါရှိခအကြောင်းရတခုကြီးတယ်သူတော်နေတပါးကတဲ့သူအိမ်မက်တခုမှတ်တာပေါ့ ။ဘာအိမ်မက်မက်လဲဆိုကပစတန်ကြီးတခုအဲ့ဒီကပစတန်ကြီးကအဲ့ကွဲပြီးတော့အဲ့ဒီတကနေလူတွေကကုန်းကျုံပြီးတော့ထားလာပြီးတော့တဲ့အားလုံးကဝိုင်းပြီးတော့ကောက်နေကြ။အရာတခုကိုအားလုံးကကောက်နေကြ။နောက်လူပြောက်ကတဲ့အပင်တပင်အောက်မှာငုတ်တုတ်ထိုင်နေတဲ့အဲ့တော့အိမ်မက်မက်တဲ့သူတော်စင်ကြီးကအဲ့ဒီအပင်အောက်မှာထိုင်နေတဲ့သူကိုမေးတယ်ဒီလူတွေဘာကောက်နေကြတာလဲကပ္ပစတန်နဲ့မှာတဲ့ပုတ်ကူပြောက်ဝင်လာတယ်သူဖတ်ပြီးတော့ပို့လိုက်တာအ အဲ့ဒီဆဝါကိုအားလုံးပိုင်းမလို့ကောက်နေကြတာဟာတဲ့အဲ့တော့ခမည်းတော်ဘာလို့မကောက်တာလဲခမည်းတစ်ပင်အောင်မှာဒီတိုင်းငုတ်တုတ်ထိုင်နေတာငါကောက်ဖို့မလို့ဘူးတဲ့ငါ့စီမှာတားလေးပြောင်းရှိတယ်တဲ့အဲ့ဒီတားလေးကတဲ့နေတယ်ကုရာဖတ်ပြီးဆဝါပုတ်နေတယ်တဲ့အဲ့တော့နေတာပေါ်မှာလဲကျွန်တော်တားတဲ့ဘယ်စီးထဲမှာဟလဝါရောင်းနေတဲ့အဲ့ဒီအိမ်မက်မက်တဲ့သူတော်တင်ကြီးကတဲ့ ဈေးရက်ကိုလိုက်ဝါပြီးတော့ကြီးလိုက်တော့လူငယ်လေးပြောက်ကိုတွေ့နေလူငယ်လေးကဟလွာရောင်းနေတယ်သူပဇက်ကလှုပ်နေတယ်ဘာဖတ်နေတာလဲဆိုတော့ကျွန်တော်ကုနာဖတ်တာတဲ့ကျွန်တော်ဗာလက်မိခံသွားတဲ့အတွက်အပါကိုကုနာဖတ်ဖတ်ပြီးတော့ဆဝပုတ်နေတာဟာတဲ့အဲ့တော့ဆိုလိုချင်တာကဗာလဲဆိုရင်သုံးဝါပေမဲ့လည်းသုံးဝါတဲ့လူကကဘာထဲမှာဧဘာဒက်လုံးလုံးမရတော့ပေမဲ့လည်းအလိုက်ရဲ့ကျေးဇူးတစ်ခုကဗာလဲအလိုက်အစ္စလာလေးဆဝပြည့်လမ်းကြောင်းကိုဖွင့်လာပေးတယ် အဲ့တော့ဘယ်မိသားစုကဘယ်ဘယ်ဘယ်သားကဘယ်သမီးကဘာဖတ်ပြီးတော့ပို့မယ်အဲ့ဒီသဝါဘီအာလုံးကဘရမတူရနေလိမ့်မယ်ခါရီတေဆာဗရာဟမတူလိုက်အလိဒါလုံဒီဘန်ကျောင်းကိုအဝိုက်ရှိရမှာဒီမှာအဝိုက်တဲ့ဟမိုင်ရန်နဲ့ရှိရပါဒါလုံဒီဘန်ကျောင်းကို190အုပ်ချုပ်ခဲ့တဲ့ဆရာကြီးခါရီတေဆာဗဆိုတာဒါလုံဒီဘန်ကျောင်းကို190အုပ်ချုပ်ခဲ့တာအဲ့ဒီဆရာကြီးက သူကဘာပြောလဲဆိုတော့ကျွန်တော်ဖေဆုံးကနေမှာတဲ့ကျွန်တော်ဘာပြောလဲဆိုရင်တရင်နဲ့ငါမင်းကိုဟာပစ်လို့ပြတာငါအတွက်တော့တဲ့ဘာမှလဲငါအတွက်ငါအတွက်တော့ကျွန်တော်မော်လနာတွေမုဖတီတွေအလ္လာမာတွေအားလုံးကမင်းအတွက်ငါဟာပစ်လို့ပြတာငါအတွက်တော့တဲ့အဲ့ဒီမှာခါရီတေဆဗရာဟမတ်တူလာလေမင်းကြီးကျွန်တော်ဖေဆုံးတဲ့နေ့ကနေပြီးတော့တဲ့ဆရာကြီးက180ကျော်မှဆုံးတာဒီနေ့ဒီနေ့တဲ့အော်ဝါပြင်မှာတဲ့ ကုရ်အန်ဆဝါပါရာဖတ်ပြီးတော့တဲ့မိဘကိုအစ္စလာမ်ဆဝါပို့တယ်တဲ့အဒမ်မူတီရှဖီဆပ်ဆရာပါကစ္စတန်နိုင်ငံရဲ့မူတီချိုဟူလက်ရှိမူတီတကီဆပ်တို့ရဲ့အဖေမူတီရှဖီဆပ်ကဘာပြောလဲဆိုတော့ကျွန်တော်ပြည်စုံကနေကျွန်တော်ခေါ်ပြီးတော့ဘာပြောလဲဆိုရင်တဲ့ရှဖီတဲ့ဘူးတူဘူးကြိုင်ကတဲ့အစ်နဂျက်တီနဘူးကြာနာနာတဲ့မိရာတော့မိဝါလိမ့်မယ်တဲ့ဒါတော့အမြန်ကြီးတော့မမေးလိုက်နဲ့တော့တာအားတဲ့အလ္လာဟ်အကဘာ မေးတာတော့မေးပါမယ်တဲ့အားလုံးကတော့ကိုသူကိုသူကိုမိသားစုနဲ့ကိုသားမယားနဲ့ဆိုတော့မိဘကတော့မေးပါမှာပဲမေးတာတော့မေးပါမယ်တဲ့ဒါပေမဲ့ဒီတော့အမြန်ကြီးတော့မမေးလိုက်နဲ့တော့တာတဲ့ပြီးတော့ဗာပြောနေဆိုတော့မင်းတို့မော်လီဆက်တေကတော့ဖတ်ဖို့မယ်ဆိုတာတော့ငါယုံနေတဲ့ဒါပေမဲ့နောက်တစ်ခုကတော့ဗာလဲဆိုရင်ပတ်စံအလူလုပ်ပြီးတော့တဘောကစင်းရဲသားကိုသမင်းလေးကျင်းပြီးတော့စင်းရဲသားကိုအဝဆားလေးပေးပြီးတော့ ငွေချင်းနဲ့အလူဒါနလုပ်ပြီးတော့အဲ့ဒီပုံစံနဲ့လည်းငါ့ကိုအစ္စလိဆိုအပ်ပို့နော်တဲ့အစ္စလိဆိုအပ်ကနှမျိုးရှိတယ်တမျိုးကတော့ဘာလဲဗဒနီခန္ဓာကိုယ်နဲ့ဖတ်ယူပြီးတော့ပို့တာနောက်ခုကမာလီဥစ္စာပစ္စည်းနဲ့ကိုဘလောက်နိုင်နေဘာလေးနိုင်နေနိုင်တော်ဆတ်ကာဂျာရီလှုပ်လှုပ်ပြီးတော့ကိုယ့်ရဲ့မိဘကိုပို့အဲ့တော့တခုကတော့ဘာလဲဆိုရင်ပြောနေတာကဝါပါတော့အလမခံသွားပြီမှန်တယ်ဒါပေမဲ့ ဣစာလေးစွာပြည့်လမ်းကြောင်းကိုဖွင့်လာပေးတဲ့တို့ကြောင့်မို့တာသမီးရဲ့ပုံမှာဘာတောင်းဝန်ရှိလဲအမြဲတဲ့စွာဖို့နေအလွယ်ကူသုံးလမ်းကြောင်းကပါလေဆိုရင်တွိုင်းလာရင်လည်းအမြဲတဲ့ဆူရာအခလာစ်ဖတ်နေဆူရာအခလာစ်ကုလဝလာဟ်အဟဒ်အလ္လာဟ်ဆမဒ်လမ်ယလစ်ဝလမ်ယူလတ်ဝလမ်ယကုလဟူကုဖဝန်အဟဒ်ဆူရာအခလာစ်တုံးကြီးဖတ်ရင်ကုရ်အန်တခဒမ်ရဲ့စွာပြမယ်ဆာဟာဘီတွေကအလ္လာဟ်မေခန်ဝါရောတဲ့သူရဲ့ဂျနာသားမှာ ဖရစ်စတာခုနတောင်းဆင်းလာတယ်ဓမ္မလူမြတ်တော်အော်နေတယ်ဂျူဗရာဟင်ငါဒီစာဘီထဲမှာဘာမှထူးခြားချက်ရှိလို့လဲရရဆုလလာတယ်ဒီစာဘီကတောင်းရင်လာရင်နဲ့အမြင်နဲ့ဆိုတာအခလတ်ဖတ်နေတယ်အဲ့တော့တားတို့တမီးတို့နော်အဲ့တော့ဘာလဲအလွယ်ကူသုံးနည်းရတော့အမြင်နဲ့ဆိုတာဘတော်မှမမေ့မိစေနိုင်နဲ့အမြင်နဲ့တောင်းရင်လာရင်နဲ့ဖတ်ဖတ်ပြီးတော့စဝါပို့နေအဲ့ဒါတစ်ချက်နောက်တစ်ချက်ကဘာလဲဆိုရင်အပင်မရှိတော့ပြင်မဲ့ အလာကကိုအမေပြေးတာတဲ့အမေရှိနေတယ်အမေရဲ့ dual ကိုယူအမေကိုစိတ်ချမ်းသာအောင်ထားအမေရဲ့အရေးတစ်ခုကရှိသေးတယ်မူဆာနဗီရဲ့အမေဆုံးသွားတော့အလာမပြောနဲ့မူဆာမင်းမေဆုံးသွားပြီမင်းကိုအနောက်ကနေ dual ပြေးမယ်လို့မရှိတော့ဘူးတော့အမေရဲ့တန်ဖိုးဘယ်လောက်မြင့်လဲဆိုတာကိုကြည့် အမေရဲ့တမဘလောက်ကြီးကြတဲ့မူဆာနဗီရဲ့အမေဆုံးတော့မူဆာနဗီအလာပါပြောလဲမူဆာမေတော်နေတာလာနေတာအားလုံးကမင်းရဲ့အားရင်လည်းလို့မင်းမထိန်လိုက်နဲ့အမေရဲ့သွားလေးမေတော်နေတာအခုအမေမရှိတော့ဘူးမို့လားကိုယ့်အကူဖတ်ယူပြီးတော့နေတော့အဲ့တော့ဘာပဲဖြစ်အလာကိုယ့်အမေပေးရတယ်မို့လားအမေရဲ့ဒူအာကိုယူအမေကိုစိတ်ချမ်းသာအောင်ထားဘာပဲလို့လုံးအမေနာမှာလာပြီးတော့တိုင်မြင်အမေနဲ့တိုင်မြင်ပြီးတော့ အမေကိုပြောပြပြီးတော့အမေတို့ဟာယူပြီးတော့အဲ့ဒီအလုပ်ကိုကိုလုပ်အဲ့ဒါတစ်ချက်နောက်တစ်ချက်ကဘာလဲဆိုရင်ကိုညီကိုမောင်တို့မှခဏယောက်ရှိတယ်ညီကိုမောင်တို့မှအားလုံးကတစုတစီလည်းရှိရအိမ်မှာအဖေကြီးမရှိလို့ညီကိုမောင်တို့မှညီဝင်ကွဲပြီးတော့အားလုံးကွဲပြဲကုန်တယ်ဆိုတာမရှိသေးရအကြီးဆုံးဘုရူလည်းတူနေနေကလည်းကိုရဲ့မောင်တို့မှအားလုံးရဲ့ပုံမှာစပါရှိရမယ်မောင်တို့မှအားလုံးရဲ့ပုံမှာ မြုပ်သိရမယ်ကိုချင်းစားရမယ်မောင်နှမတွေကိုကိုကိုအနစ်နာခံမရမယ်မောင်နှမတွေအားလုံးကလည်းအဲ့ဒီအကြီးဆုံးဘုရူလည်းသူ့ရဲ့စကားကိုကိုနားထောင်သူဘာပြောလဲအဲ့ဒါကိုကိုလုံးမယ်စုစုစည်းစည်းနဲ့တယောက်ကိုတယောက်အနစ်နာခံတယောက်ကိုတယောက်ဆဘာလုတယောက်ကိုတယောက်မြုပ်သိအဲ့ဒါဆိုလို့ရှိရင်ဒီမောင်နှမတွေထဲမှာအလ္လာကစူသိမှုပေးမယ်ဒီထဲမှာအလ္လာဘာကတ်ပေးမယ်မိဘမရှိရင်လည်း دي سوديمو بوما الله يقاس رحمته وشعر دالي بيوجنا بولو الله سوارة واباو الله مغفرة شمينا مبادي تانيرة بيتالو الله صبر شمينا مبادي اللهم لك الحمد كما أنت أهل فصلي وسلم على محمد كما أنت أهل